မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာပြေတာညွှန်ကြားမှုအစီအစဉ်မှာ2025ခုနှစ်မလ29ရက်နေ့မနက်9နာရီထုတ်ပြန်တဲ့မိုးလေဝသတင်များကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးပူချိန်များမှာနေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရိုင်ဟိုက်ဆီဖြစ်ကြပါတယ်ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသဂျိုရူမှာဖန်ပြရရှိတဲ့ပုံရံ ကပလီပင်လယ်ရေတောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အလယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေကဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်ကင်းစင်သလောက်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ဓာတ်ကြီးလုံးမှာတိမ်နေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတင်တင်ရှိပါမယ်လိုင်းမြင်မှာ မြမကံရုံးနဲ့တခြားနဲ့ကံလွန်ပင်လေးပြင်းတို့မှာ၄ပေမှာ9ပေကရှိနိုင်ပါတယ်။ဒီကနေ့ညနေအထိခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာတိမ်အထင်အထင်ဖြစ်တွင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ် ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော် AR ဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယပ်၊100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်း အများအားဖြင့်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်ဆီယပ်စ်102ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီးတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်ဆီယပ်စ်102ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရဝတီဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေပူချိန်များအနည်းငယ်ထိုးလာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနေ့ခုနှစ်နာရီကျထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြအကျမ်းမှာရှင်းသာကြပါစေရှင်